င်္ဂလာပါအင်္ဂလိပ်စကားကိုအကြောင်းအရာတစ်ခုနက်နက်ရှင်းရှင်းပြောခြင်းတဲ့အခါစကားကြွယ်ခြင်းတဲ့အခါပုံမြင်နေပြောတာတော့အဖြစ်ပြက်တွေကိုပြန်ရှင်းပြတာတော့ပြန်လည်ညင်းခုန်တာတော့ဒီလိုနေရာရင်းမှာအရေးကြီးတဲ့ conjunction အဆက်စကားတွေကိုကျွန်တော်ဒီနေ့လေ့လာကြမှာဖြစ်ပါတယ်အခုသင်ခန်းစာကတော့ nine parts of speech ဝါစင်ကကိုမျိုးကိုမျှဝေပေးနေတဲ့ထဲကမှာခုနှစ်ခုမျှဖြစ်တဲ့ conjunction ကဏ္ဍဖြစ်ပါတယ် conjunction ဆိုတာကအဆက်စကားပါအဆက်စကားဆိုတာ ဝါကျနှစ်ခုစကားနှစ်ခွန်းကိုပေါင်းဆက်ပေးတဲ့စကားလုံးတွေကိုဆိုလိုတာဖြစ်ပါတယ်အင်္ဂလိပ်စကားမှာခန့်ချမ်းရှင်းမသိလို့လုံးဝမရပါဘူးခန့်ချမ်းရှင်းမပါဘဲနဲ့အကြောင်းအရာတစ်ခုခုကိုနက်နက်ရှိုင်ရှိုင်ပြောလို့လုံးဝမရပါဘူးဒီနေ့တော့ခန့်ချမ်းရှင်းကဏ္ဍကိုအသေးစိတ်မျှဝေပေးပါမယ် There are basically three types of conjunctions in English English စကားမှာအခြေခံအားဖြင့် conjunction အမျိုးအစား၃ခုရှိပါတယ် coordinating conjunctions subordinating conjunctions နဲ့ correlative conjunctions ဆိုပြီးရှိပါတယ်အဲ့ဒီသုံးခုကိုကျွန်တော်ကဥပမာလေးရင်းနဲ့အသေးစိတ်ရှင်းပြပေးပါမယ်ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲ conjunctions တွေကအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတာမလို့တခါတည်းသုံးတော့ဥပမာလေးရင်းနဲ့ပါပြပေးပါမယ်ပထမဆုံး coordinating conjunctions သူ့နာမည်တက်ရရင်စုပေါင်းလှုပ်ဆောင်တဲ့သို့မဟုတ်ရှင်တွဲလှုပ်ဆောင်တဲ့အဆက်အစကားများလို့နာမည်ပေးပါမယ် သူ့ကိုလက်ချိုးရည်လို့ရတဲ့ပမာဏပဲရှိတာမလို့တခါလေးပြောပြလိုက်ပါမယ် for and nor but or yet ပြီးတော့ so ဒါလေးတွေကို coordinating conjunctions လို့ခေါ်ပါတယ်ဒီနေရာမှာတခါလေးအတန်ပြင်ပေးချင်တာက conjunction မဟုတ်ပါဘူး conjunction အများစုမှားပြီးတော့အတန်ထွက်နေကြလို့ပါဒါဆို for ဥမှာကြည့်ကြည့်အောင် for တော့အကြောင်းတရားတွေပြောတဲ့အခါအသုံးမရည်ရွယ်ချက်တွေပြောတဲ့အခါမှာသုံးကြပါတယ် ဥမာ I go to the park every Sunday for I love to watch the ducks on the lake. ကံရည်ပြမောမှာရေကူးနေတဲ့ဘဲလေးတွေကိုကြည့်ရတာနှစ်သက်တော့ကြောင့်တော့မောနှစ်သက်လို့တနေ့ကနေနေ့တိုင်းကျွန်တော်ပန်းချံကိုသွားတယ်။ဒီနေရာမှာ for လေးက because နဲ့တူပါတယ်။အကြောင်းတရားကိုပြောတာဖြစ်ပါတယ်။နောက်တစ်ဥမာတစ်ခု She missed the bus for she overslept. သူမအိပ်ပျော်သွားလို့ bus ကနေလွဲသွားတယ်။ဆိုလိုချင်တာကအိပ်ရထားနောက်ကျတယ်။တတ်မှတ်ထားတဲ့အချိန်ထက် ပို့ကြောင်းအိတ်လိုက်မိလို့ဘတ်စကားနဲ့တွဲသွားတယ်လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုက end end ကိုအချက်အလက်တွေပေါင်းထည့်တဲ့အခါမှာသုံးလို့ရှိပါတယ်သူ့ကိုဘာသာပြန်တဲ့အခါပြီးတော့သူ့မဟုတ်နောက်ထပ်လို့ဘာသာပြန်လို့ရတယ်ဥမာ I like to read books and watch movies ကျွန်တော်ကစာအုပ်တွေဖတ်ရတာသဘောကျတယ်ရုပ်ရှင်တွေကြည့်ရတာသဘောကျတယ်အဲ့မှာစာအုပ်တွေဖတ်ရတာသဘောကျတယ်ဆိုတဲ့အချက်လက်ကိုနောက်ထပ်ရုပ်ရှင်ကြည့်ရတာပါသဘောကျတယ်ဆိုပြီးပေါင်းထည့်ခြင်းလို့ end ကိုသုံးလိုက်တာဖြစ်ပါတယ် နောက်ထပ်ဥပမာတစ်ခု she finished her homework and went to bed သူမအိမ်စာပြီးအောင်လုပ်ပြီးတော့အိမ်ရောင်သွားတယ်နောက်တစ်ခုက nor ပါ nor ကတော့ရှိပြီးသားညင်းထားတဲ့အရာတစ်ခုကိုနောက်ထပ်ညင်းတဲ့အရာတစ်ခုပေါင်းထည့်တဲ့အခါမှာသုံးပါတယ်ဥပမာ i don't go for the fresh air nor for the view i just like watching football လီယွန်လေးတန်ရဖို့သွားတာလည်းမဟုတ်ဘူးလှပတဲ့ရှုခင်းကိုကြည့်ဖို့သွားတာလည်းမဟုတ်ဘူးငါကဘောလုံးပဲကြည့်ရတာကိုပဲနှစ်သက်တာ ဒီနေရာမှာလေကောင်းလေတန့်ရဖို့သွားတာမဟုတ်ဘူးဆိုတဲ့အငင်းတစ်ခုကိုရှုခင်းကြည့်ဖို့သွားတာပါမဟုတ်ဘူးဆိုတဲ့နောက်ထပ်အငင်းတစ်ခုပေါင်းထည့်တာမလို့ no ကိုသုံးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုတော့ but but ရဲ့အဓိပ္ပာယ်ကဒါပေမဲ့စက်ကျင်ဘက်အကြောင်းအရာတွေကိုပြောတဲ့အခါမှာသုံးပါတယ်ဥမာ i love you so much but you don't deserve my love ငါမင်းကိုအရန်ချစ်တယ်ဒါပေမဲ့မင်းကငါ့အချစ်နဲ့မထိုက်တန်ဘူးနောက်တစ်ခု or or ကတော့သို့မဟုတ်လို့ဘာသာပြန်ရတယ်ရွေးချယ်စရာတွေရှိတဲ့အခါမှာအဓိကအဖြစ်သုံးပါတယ်ဥပမာ you'd better get going now or you'll miss your train မင်းအခုသွားသင့်ပြီမဟုတ်ရင်မင်းရထားကိုလွတ်သွားလိမ့်မယ်ဒီနေရာမှာ or လေးက conjunction ပါ but conjunction လဲဆိုတော့ coordinating conjunction ဖြစ်ပါတယ်နောက်တစ်ခုကတော့ yet သူကစံကျင်ဘက်အခြေအနေကိုဖော်ပြတဲ့အခါမှာသုံးပါတယ် but နဲ့တူတယ်လို့ပြောလို့ရနိုင်တယ်ပေါ့ဗျာ ဒါပေမဲ့လို့ပါတာပြန်နိုင်တယ်ဥမာ I always take a book to read yet I never seem to turn a single page အမြဲတမ်းစာအုပ်ဖတ်ဖို့ယူလိုက်ပေမဲ့တမျက်နာမှဖုံမကြည့်မိဘူးနောက်ထပ်ဥမာတစ်ခု Give me your money or I'll punch you in person ငါ့ကိုပေးစမ်းမပေးရင်မင်းကထိုးမှာနော် coordinating conjunctions တွေကဒီနေ့လေ့လာရမယ်နောက်ဆုံးတစ်ခုကတော့ so သူ့ရဲ့အဓိပ္ပာယ်ကတော့ဒါကြောင့်လို့ပါတာပြန်နိုင်ပါတယ် သူ့ကိုရက်လက်တွေပြောတဲ့အခါတော့မဟုတ်နောက်ဆက်တွဲအခြေအနေတွေပြောတဲ့အခါမှာအဓိကသုံးပါတယ်ဥပမာ I got here late it was a long journey so i'm really tired now ငါဒီရောက်တော့နောက်ကျတယ်ခီးစဉ်ကလည်းအရင်ကြာခဲ့တော့အခုငါအရင်ပင်ပန်းနေပြီတော်ကျွန်တော်ဆွဆွပြောလို့ပဲဒါကြောင့်ဆိုတာလေးပေါအောင်ဘာသာပြန်ပေးရရင် ခီးစဉ်ဟာအရင်ကြာခဲ့တယ်ဒါကြောင့်အခုငါအရင်ပင်ပန်းနေပြီလို့ပြောတာဖြစ်ပါတယ်ဆိုတော့ so ဆိုတာလေးက coordinating conjunction ဖြစ်ပါတယ်။ဒါဆိုရင် conjunction မျိုးစားပထမတစ်ခုပြီးပြီဆိုတော့ရှင်းမှာသုံးလိုက်တဲ့ conjunctions တွေကမိတ်ဆွေတို့သိတဲ့ conjunction တစ်ခုနှစ်ခုလောက်ကိုသုံးပြီးတော့ဥမာဝတ်ကြလေ comment မှာရေးပြီးတော့ပါအောင်။ဒုတိယမြောက် conjunction မျိုးစားကတော့ subordinating conjunctions ဖြစ်ပါတယ်။သူ့ကိုအမည်ပေးရရင်တိကျမယက်တည်နိုင်တဲ့စကားစုတစ်ခုနဲ့တိကျယက်တည်နိုင်တဲ့စကားစုတစ်ခုကိုပေါင်းဆက်ပေးတဲ့စကားလုံးများလို့နာမည်ပေးနိုင်ပါတယ်။ ကျွန်တော်ရှင်းမပြောခဲ့သလိုပဲ conjunctions တွေအကုန်လုံးကတော့စကားနှစ်ခွန်းသို့မဟုတ်အတွေးခေါ်နှစ်ခုကိုပေါင်းစပ်ပေးမှာဖြစ်ပါတယ်အခုလေ့လာရမယ့် subordinating conjunctions တွေအပါရီလေးစက်ကြည့်ကြည့်အောင်ပါ although ပေမဲ့လေ as တော့ကြောင့်သို့မဟုတ်အချိန်မှာ because တော့ကြောင့် before မတိုင်မီ after ပြီးနောက် if လျင်ပါက once တပြိုင်နက် since ကတဲ့ကတော့မဟုတ်တော့ကြောင် then te until t when တော့အချိန် whenever အချိန်တိုင်း whether လုံးမလုံးရှိမရှိဖြစ်မဖြစ်ဒီလိုဘာသာပြန်တာကတော့ကျွန်တော်ဒီအောင်ထဲဖြစ်မှထင်ပါတယ်အဓိကအားလုံးခြုံပြီးတော့နားလည်လို့ရအောင်ဘာသာပြန်ပေးတာပါ while sent on တော့မဟုတ်တစ်ဖက်မှာ how below ပြီးတော့ why ဘာကြောင့်ဆိုတာ whereas ပေမဲ့တော့မဟုတ် ကြတော့ငါကြတော့မင်းကြတော့လို့ပြောတာပါကဲဒါလေးတွေကိုဥမာလေးနဲ့ဆက်ကြည့်ကြအောင်ပထမဆုံး because ကိုဥမာလေးအကြည့်ကြည့်ပါမယ် because ရဲ့ဒီပဲကတော့ကြောင့်အကြောင်းတရားတွေကိုပြောတဲ့အခါမှာအကြောင်းပြချက်တွေကိုပြောတဲ့အခါမှာသုံးပါတယ်ဥမာ I learned English because I wanted to go abroad ကျွန်တော်အင်္ဂလိပ်စကားကိုသင်ခဲ့တာနိုင်ငံခြားကိုသွားချင်ခဲ့လို့ပါဆိုတော့အင်္ဂလိပ်စကားပြောသင်ရတဲ့အကြောင်းတရားကနိုင်ငံခြားကိုသွားချင်တယ်ဆိုတဲ့စိတ်ဆန္ဒဖြစ်ပါတယ် အဲ့ဒီအကြောင်းတရားကိုဖော်ပြဖို့ because ကိုသုံးရတာပါနောက်ထပ်ဥပမာတစ်ခု people don't care about you because you're poor မင်းအစင်းရဲ့လို့လူတွေကမင်းကိုအလေးမထားတာပါလူတွေကမင်းကိုဂရုမစိုက်ကြတာပါနောက်တစ်ခု s ကိုဥမာလေးနေလေးလာပါမယ် s ကိုတော့ကြောင့်လို့ဘာသာပြန်လို့ရတယ်တော့အချိန်လို့ဘာသာပြန်လို့ရတယ်ဥမာ he decided to go to the conference in barcelona as he was in spain anyway ဘလို့ပဲဖြစ်ဖြစ်သူစပိန်နိုင်ငံကိုရောက်နေပြီးသားဖြစ်တာကြောင့် ဘာစီလိုနာမြို့မှာကျင်းပတဲ့ဟော်ပြောပွဲကိုသူသွားဖို့ဆုံးဖြတ်လိုက်တယ်။နောက်ထပ်ဥပမာတစ်ခု As it was getting late I decided to book in a hotel အချိန်ကလည်းနောက်ကျနေတာကြောင့် hotel မှာအခန်းယူတဲဖို့ပဲဆုံးဖြတ်လိုက်တယ်။ဒီဥပမာတစ်ခုကတော့ reason လို့ခေါ်တဲ့အကြောင်းတရားကိုဖော်ပြတဲ့အခါမှာ because ဆိုတဲ့ပုံစံနဲ့သုံးသပ်တာဖြစ်ပါတယ်။နောက်ထပ်အချိန်ကိုဖော်ပြတဲ့ပုံစံလေးကြည့်ကြည့်ပါမယ်။ I saw him as I was coming into the building. ငါအစအဦးရဲ့ဝင်လာတဲ့အချိန်မှာသူ့ကိုမြင်လိုက်တာဆိုတော့ဒီနေရာမှာ S လေးကတော့အချိန်ဆိုတော့1နဲ့တူသွားတယ်ပေါ့ဗျာအစအဦးရဲ့ဝင်လာတဲ့အချိန်မှာလို့ဖြစ်သွားတယ်နောက်တစ်ခုမှာတစ်ခု Hansel he gets more attractive as she gets older Hansel he ဆိုတဲ့မင်းသမီးကအသက်ကြီးလာတာနဲ့အမျှပိုပြီးတော့လှလာတယ်ပိုပြီးဆွဲဆောင်မှုရှိလာတယ်ဒီနေရာမှာ S လေးကခံချမ်းရှင်ပါနောက်တစ်ခုမှာနေလေးလာရမှာကတော့ if ပါ if ရဲ့အဓိပ္ပာယ်ကလျှင်သို့မဟုတ်ပါကလို့ဘာသာပြန်နိုင်ပါတယ်သူ့ကိုဥပမာရင်းနဲ့ရှင်းပြရင်အရန်များပါတယ်အရန်လဲရှုပ်ထွေးပါတယ်အဲ့တော့ဒါကိုစိတ်မပူပါနဲ့ကျွန်တော်ရဲ့ Facebook page မှာ if အသုံးအနှုန်း၃မျိုးလုံးကိုဥမာလေးရင်းနဲ့တကွာဗီဒီယိုလုပ်ပြီးတင်ပြထားပါတယ်။ if မှာ zero conditional ရှိတယ်၊ first conditional ရှိတယ်၊ second conditional ရှိပါတယ်။အဲ့ဒီ၃ခုလုံးကိုကျွန်တော်ဗီဒီယို၃ပုံလုပ်ပြီးတော့အသေးစိတ်မျှဝေထားပြီးသားပါ။မိတ်ဆွေတို့မကြည့်ရသေးရင်တွက်ကြည့်စစ်ကြပါလား။ အဲ့ဒီဗီဒီယိုလေးတွေရဲ့ link တွေကိုလည်းဒီဗီဒီယိုရဲ့ caption မှာထည့်ပေးထားပါမယ်။ဒီနေ့ကတော့ဥမာအများကြီးမပေးတော့ဘဲနဲ့လိုရင်းလောက်ပဲထည့်ပေးပါမယ်။ If you tell 100 lines a day, it sounds like the truth. ဒီနေ့ကိုအလေးအညာစကားအခွင့်တရားပြောရင်တကယ်အမှန်ဖြစ်လာတယ်ပြောရမှာမဟုတ်ဘူးเนาะ။လူတွေယုံကြည်လာတယ်။မင်းညာနေတဲ့မင်းလိန်နေတဲ့ မူသားစကားတွေကိုလူတွေကအမှန်ထင်လာလိမ့်မယ်လို့ပြောတာပါဟုတ်ပါပြီ if ကဏ္ဍကိုကျွန်တော်ဒီလောက်နဲ့ရက်မယ်ကျွန်တော်ပြောခဲ့သလိုပဲ if ကဏ္ဍအသေးစိတ်ကိုဒီဗီဒီယိုရဲ့ caption မှာ link လေးထည့်ပေးထားပါမယ်အဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ရင်အသေးစိတ်သိရမှာပါနောက်ထပ် conjunction တစ်ခုကတော့ until until ကို ti လို့ဘာသာပြန်လို့ရတယ်တိုင်အောင်လို့ဘာသာပြန်လို့ရပါတယ်ကျွန်တော်အရန်နာမည်ကြီးတဲ့အဆိုမိန်လေးတစ်ခုပြောပြပါမယ် The answer is always no until you ask အတိပယ်က မင်းမမေးမချင်းတော့အဖြစ်ဟာ no လို့ပဲထွက်နေမယ်ဆိုလိုချင်တာကတိကျနာရှိရင်မေးပါတိကျနာရှိရင်စုံစမ်းပါတင်ယူပါ မေးပါစိတ်ထဲမှာပဲတိကျင်ပြီးတော့မမေးပဲမလစ်လာပဲမစုံစမ်းပဲနေကတော့ဘာအဖြစ်မှထွက်လာမှာမဟုတ်ဘူးလို့ပြောတာပါဆိုတော့ base ကိုလည်းအင်္ဂလိပ်စကားပြောတတ်ခြင်းရင်လေ့လာပါဆရာနဲ့တိုက်ရိုက်သင်ရမှာအင်္ဂလိပ်စကားပြောတိုးတက်မယ်ထင်တဲ့သူတွေအတွက်ကတော့ February 10ရက်နေ့မှာကျွန်တော် online class တစ်ခုတင်ပေးဖို့ရှိပါတယ် အဲ့ဒါလေးတွေကို join နိုင်ပါတယ်တင်တဲ့အကြောင်းအပြည့်စုံတော့ကွန်မမှာကျွန်တော်ချထားပေးပါမယ်နောက်ထပ်ဥပမာတစ်ခု I'll be watching TV until you arrive home မင်းအိမ်ပြန်ရောက်တဲ့အထိငါ TV ကြည့်နေမယ်အဲ့မှာ until ဆိုတာလေးက conjunction ပါစကားနှစ်ခုကိုဆက်ပေးတဲ့ဆွေးနွေးရမှာ I'll be watching TV ငါ TV ကြည့်နေမယ်ဆိုတဲ့စကားကတစ်ပိုင်း you arrive home မင်းအိမ်ပြန်ရောက်တယ်ဒါလေးကစကားတစ်ပိုင်းအဲ့နှစ်ခုကိုမင်းအိမ်ပြန်ရောက်တဲ့ ठी ငါကြည်နေမယ်ဆိုပြီးဆက်ပြောခြင်းလို့ until ဆိုတဲ့ conjunction ကိုသုံးလိုက်တာဖြစ်ပါတယ်နောက်ထပ်လေ့လာရမယ့် conjunction ကတော့ since since ကိုအဓိပ္ပာယ်နှစ်ခုပြောလို့ရပါတယ်ကတဲ့ကလို့ဘာသာပြန်လို့ရတယ် reason ကိုဖော်ပြတဲ့တော့ကြောင့်ဆိုပြီးတော့လည်းဘာသာပြန်လို့ရတယ်ပထမဆုံးအကြောင်းတရားကိုဖော်ပြတဲ့ပုံစံနဲ့ဥပမာကြည့်ပါမယ် since everything can be done from home with computers and telephones there's no need to dress up for work anymore ဖုန်းနဲ့ကွန်ပျူတာတွေနဲ့အိမ်မှာအကုန်လုံးလုံးလို့ရနေတာကြောင့်အလုပ်ကိုသွားဖို့အဝတ်အစားတွေတန်တန်ပြန့်နေဝင်နေစရာမလိုတော့ဘူးပေါ့နောက်ထပ်ကတဲ့ကဆိုတဲ့အချိန်ဝပေါ်ပြတဲ့ဥပမာလေးကြည့်ပါမယ် I have been studying French since I arrived in France in 2023ကျွန်တော်2023ခုနှစ်မှာပြင်သစ်ကိုရောက်ကလေးကပြင်သစ်စကားလေးလာနေတာဖြစ်ပါတယ်။အဲ့မှာ gede ကဆိုရဲ since ဒါလေးက conjunction ပါ တော်ရှိမှာပြောခဲ့သလိုပဲဒီ subordinating conjunctions တွေကလည်းအများကြီးပါအဲ့ဒါတွေကိုအသေးစိတ်ဥမာတွေအကုန်လုံးထည့်ပြောမယ်ဆိုရင် video အရင်ကြာသွားမယ်တစ်ချိန်တည်းမှာလေ့လာရတာဖြစ်တဲ့အတွက်ကြောင့်မှတ်လာလဲများမှာဆိုလို့ generic conjunctions တွေကိုတော့ကျွန်တော်တီးသန့်တစ်ခုချင်းဥမာများများနဲ့ video လုပ်ပေးပါမယ်ဒါဆိုဒုတိယမြောက် subordinating conjunctions ကနေတော့လည်းရပ်ပါမယ်နောက်ဆုံးသုံးခုမြောက် conjunction အမျိုးအစားကတော့ correlative conjunctions ပါ သူကတော့အတွင်းနှစ်ခု အခြေအနေနှစ်ခုကိုဦးစားပေးပြီးဖော်ပြခြင်းတဲ့အခါမှာသုံးပါတယ်။ဘာလဲဆိုတော့ both and whether or either or either နဲ့ or နဲ့ကိုသုံးပြီးတော့ဝါကြရီကိုဆက်ပေးမှဖြစ်ပါတယ်။အဲကျွန်တော် either ကို တချို့က either လို့လည်းအတန်ထွက်ကြပါတယ်။ဘယ်လိုအတန်ထွက်တာမှန်ပါတယ်။နောက်တစ်ခုကတော့ neither nor neither နဲ့ nor နဲ့ကိုဝါကြရီဆက်ပေးဖို့သုံးမှဖြစ်ပါတယ်။နောက်တစ်ခုကတော့ not but North နဲ့ Birds နဲ့ကိုဝကြနှစ်ခုစကားနှစ်ခွန်းပေါင်းပြီးတော့သုံးမှာဖြစ်ပါတယ်။နောက်တစ်ခုကြားမှုပါလိမ့်မယ် Not only but also ဒီနေ့မျှဝေမဲ့ correlative conjunction တွေကနောက်ဆုံးတစ်ခုကတော့ not just but ဖြစ်ပါတယ်။ both and ကိုနှစ်ခုလုံးနှစ်ယောက်လုံးဆိုပြီးတော့ပြောတဲ့အခါမှာ သုံးနေရှိပါမယ်။ whether or ကိုတော့လုံမလုံရှိမရှိဖြစ်မဖြစ်ဒီလိုအခြေအနေနဲ့နောက်ထပ်ရွေးချယ်စရာအခြေအနေလေးတွေကို ပြောတဲ့အခါမှာသုံးပါမယ်။ either or ကတော့နှစ်ခုတည်းကဘယ်အရာမဆိုနှစ်ခုတည်းကတစ်ခုဆိုပြီးတော့ပြောတဲ့အခါမှာအဓိကသုံးပါမယ် neither nor ကိုတော့ရှိထားတဲ့အရာတွေကနှစ်ခုလုံးမဟုတ်နှစ်ခုလုံးမဖြစ်နှစ်ခုလုံးမကြိုက်ဆိုတဲ့ပုံစံတွေမှာသုံးမှာဖြစ်ပါတယ် not but ကိုတော့ဒီလိုတော့မဟုတ်ဘူးဒါပေမဲ့ဒါတော့မဖြစ်ဘူးဒါပေမဲ့ဒီလိုအခြေအနေတွေမှာသုံးမှာဖြစ်ပါတယ်ဥပမာလေးနေလေးလာလိုက်မှာပို့ပြီးတော့ထင်ရှားမှာဖြစ်ပါတယ် not only but also ကိုတော့ တာမကလဲပဲလို့ကျွန်တော်တာမန်ဘာသာပြန်လို့ရပါတယ် not just but ကိုလည်းတာမကလဲပဲလို့ဘာသာပြန်လို့ရတယ်ဒါဆိုဥမာလေးအနေနဲ့လာလိုက်ဒီခါရှင်းတော့ပါလိမ့်မယ် both နဲ့ and ကိုသုံးထားတဲ့ဥမာလေးကြီးကြည့်ပါမယ် both britain and france colonized many countries in the world britain နိုင်ငံဟောပြင်သစ်နိုင်ငံကပါကမ္ဘာတဝန်းမှာနိုင်ငံပေါင်းများစွာကို colony ပြုကျင့်ခဲ့ကြတာဖြစ်ပါတယ် the british တွေဆိုရင်ကျွန်တော်မြန်မာနိုင်ငံကိုပါ ကိုလိုနီပြုခဲ့တာပေါ့ဗျာပြင်သစ်ဆိုရင်အာဖရိကန်နိုင်ငံတွေအများစုကိုကိုလိုနီပြုခဲ့ပါတယ်နောက်ထပ်ဥပမာတစ်ခု she played both hockey and basketball when she was a student သူမကျောင်းသူဘဝတုန်းက hockey အားကစားကိုရော basketball အားကစားကိုပါကစားခဲ့တာဖြစ်ပါတယ်နောက်ထပ် weather or ဆိုတာလေးကိုဥပမာလေးလည်ကြည့်ပါမယ်ကျွန်တော်ပြောလို့ပဲလုံမလုံရှိမရှိဖြစ်မဖြစ်လို့ပါတာပြန်လို့ရတယ်ပြီးရင်ရွေးချယ်စရာလေးတွေပါလာလိမ့်မယ် ဥမာ we are not sure whether we'll stay here for dinner or go somewhere else မတော်ညသာစားဖို့ဒီမှာပဲဆက်နေရမလားတခြားတနေရာရောပဲသွားပြစ်မလားဆိုတာမသေးကြသေးဘူးဖြစ်နေတယ်ဒီနေရာမှာဆိုရင်ရွေးချယ်စရာနှစ်ခုကိုဖော်ပြဖို့အသုံးလိုက်တာဖြစ်ပါတယ်ဒီမှာပဲဆက်နေဖြစ်မလားနောက်တခြားတနေရာရောသွားပြစ်မလားဆိုတာဒီလိုပြောချင်လို့ whether or ဆိုတာလေးကိုသုံးလိုက်တာဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခု I want to find out whether the rooms have a shower or not. I can't imagine even Badala Mapavula Sura. Bama Basura Natichene Natiang Lochene. Ama Badala or not Mapavula Sura. The Lole Piojendo, whether or don't it up your body. She didn't know whether her child was laughing or crying. ူကလေးကရည်နေရလားငိုနေရလားဆိုတာကို तू မသိခဲ့ဘူးဒီညမှာလည်းရွေးချယ်စရာနှစ်ခုကိုဖော်ပြဖို့အတွက် weather or ကိုသုံးနေတာဖြစ်ပါတယ်တလက်စတဲ့ပြောရရင်ဒီ weather or သုံးထားတဲ့ဝါကြအများစုနေရာမှာ if or ကိုလည်းပြောင်းသုံးလို့ရမှာဖြစ်ပါတယ်အဓိပ္ပာယ်ကလည်းအတူတူပါပဲဥပမာ she didn't know if her child was laughing or crying သူကလေးငိုနေရလားရည်နေရလားကို तू မသိခဲ့ဘူး နောက်တစ်ခုကတော့ not only but also ပါတာမကလဲပဲလို့ကျွန်တော်ဥပါဒပြန်ပါမယ်ဥမာ she is not only intelligent but also hardworking သူမကညာကောင်းအောင်နေမကဘူးအလုပ်လဲစူးစမ်းတယ်ညာကောင်းအောင်တာမက အလုပ်လဲပဲစူးစမ်းတယ်လို့ပြောလိုက်ချင်တာဖြစ်ပါတယ်နောက်တစ်ဥမာတစ်ခု the car not only is economical but also feels good to drive ကားကစီးပွားရေးအရအကျိုးအမြတ်ရှိုံနဲ့မကဘူး မောင်းလို့လည်းကောင်းတယ်ဒီနေရာမှာစီးပွားရေးအရအကျိုးအမြတ်ရှိရုံသာမကမောင်းလို့လည်းပဲကောင်းတယ်လို့ပြောတာဖြစ်ပါတယ်နောက်ထပ်သိထားတဲ့နဲ့ either or ဆိုတာလေးကိုဥပမာလေးလာကြည့်ပါမယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲနှစ်ခုထဲကတစ်ခုဘယ်ဟာဖြစ်ဖြစ်အဆင်ပြေတယ်ဆိုတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်ဥပမာ I want either the pink sofa or the purple one ။ငါကတော့ပန်းရောင်ဆိုဖာဖြစ်ဖြစ်ခရမ်းရောင်ဆိုဖာဖြစ်ဖြစ် နှစ်ခုတည်းရတစ်ခုကိုလိုချင်တယ်ဘယ်ဟာရရလို့ပြောတာဖြစ်ပါတယ်ပန်းအောင်ရလည်းအဆင်ပြေတယ်ခရမ်းအောင်ရလည်းအဆင်ပြေတယ်လို့ပြောတာပါနောက်ထပ်ဥပမာတစ်ခုပါ you can either come with me or take a taxi to work မင်းအလုပ်ကိုသွားဖို့ငါနဲ့လိုက်လာလဲရတယ်သို့မဟုတ်ရင်လည်း taxi ငါသွားလို့ရတယ်ဘယ်ဟာလုပ်လို့အဆင်ပြေတယ်လို့ပြောတာပါမင်းကြိုက်တာလို့ပါငါနဲ့လိုက်မလားမလားအဆင်ပြေတယ် taxi ငါမလားဒါလည်းအဆင်ပြေတယ်လို့ပြောတာပါ ဒီနေ့အတွက်နောက်ဆုံးမျှဝေမယ်ခန်းချမ်းရှင်မျိုးစားကတော့နီတာနော်ပါနှစ်ခုလုံးမဟုတ်နှစ်ခုလုံးမကြိုက်နှစ်ခုလုံးမယူဘူးဆိုတဲ့အဓိပ္ပာယ်ပါဥမာ Neither our families nor our friends know that we are getting married ငါတို့လက်ထပ်တော့မယ်ငါတို့အိမ်အောင်ပြုတော့မယ်ဆိုတာကိုငါတို့ရဲ့မိသားစုဝင်တွေလည်းမသိဘူးငါတို့တငယ်ချင်းတွေလည်းမသိဘူးသူတို့နှစ်ဆုနှစ်ဖွဲ့လုံးတယောက်မှမသိဘူးလို့ပြောတာဖြစ်ပါတယ်နောက်ဆုံးဥပမာလေးပါ We got so wet we had neither umbrellas nor raincoats with us ငါတို့အရင်နေမိုးဆိုးခဲ့ကြတယ်ငါတို့မှာ ठी လည်းမပါခဲ့ဘူးမိုးကအင်းကြီးလည်းမပါခဲ့ဘူးဆိုတော့ ठी နဲ့မိုးကအင်းကြီးနှစ်မျိုးထဲမှာနှစ်မျိုးလုံးငါတို့မပါခဲ့ဘူးလို့ပြောတာဖြစ်ပါတယ်ဒါကို neither nor နှစ်ခုလုံးမဟုတ်မရှိ မပိုင်လို့ပြောတာပါဒါလို့ဆိုရင် nine parts of speech ဝါစင်ကကိုမျိုးတဲ့ကခုနှစ်ခုမြောက်ဖြစ်တဲ့ခန့်ချင်းရှင်းကဏ္ဍကိုနားလည်သွားလောက်ပြီးလို့ပြောလင်းပါတယ် ။ဒီထဲမှာကျွန်တော်ဥပမာမပေးလိုက်တဲ့ congestion တွေကြံပါသေးတယ်။မပူပါနဲ့အဲ့ဒါလေးတွေကိုကျွန်တော်ဗီဒီယိုလေးတွေတည်တံလုပ်ပေးပါမယ်။ပို့ပြီးထိရောက်အောင် ပို့ပြီးတော့နားလည်အောင်မှတ်မိအောင်တခုချင်းစီကိုဥပမာလေးတွေနဲ့ဗီဒီယိုလုပ်ပေးပါမယ်။ကျွန်တော်ဗီဒီယိုလေးတွေကိုပုံမှန်ကြည့်ပြီးတော့ comment ပေးကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်။ share ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။အဲဒီထဲမှာမှကျွန်တော် comment လေးတစ်ခုတွေ့လိုက်ပါတယ်။အလကားမျှဝေတာတောင်မှတလောက်အသေးစိတ်မျှဝေပေးတာကိုလေးစားတယ်လို့ကျွန်တော်ပြောထားတာရှိပါတယ်။ အဲဒါကတကယ်တော့ဟုတ်ပါတယ်ဆရာအများစုဟာဆရာသားခြံပြီးတော့ဟိုအကုန်လုံးမျှဝေမပေးတာတော့တချို့ကလည်းအချိန်မပေးနိုင်လို့မမျှဝေတာလို့တချို့ကျတော့လည်းသူတို့စီတင်နန်းလာတက်မှအသေးစိတ်တင်ပေးတာတော့ဒီလိုလေးရှိတတ်ပါတယ်အဲကျွန်တော်ကတော့တင်နန်းနေလေအများကြီးမဖွင့်နိုင်တာရေကိုကိုရိုင်ကနိုင်ငံရရောက်နေတာရေအကြောင်းကိုနိုင်ငံတော်မှာရှိတဲ့သူတွေအတူမဟုတ်ကိုနိုင်ငံသားတွေကိုလူမျိုးတွေကိုတနည်းနည်းနဲ့ပြန်ပြီးတော့ကူညီပေးခြင်းလို့အခုလိုအသေးစိတ်ဆရာသားမချမ်းမျှဝေပေးနေတာဖြစ်ပါတယ် အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်တကယ်ယူတတ်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုကိုကြည့်ပြီးဆရာပြန်လို့တော့ရနိုင်ပါတယ်ဒါပေမဲ့ဘယ်ပညာရက်ဖြစ်ဖြစ်တင်ယူရတာလွယ်ရင်တောင်မှကျွမ်းကျင်တဲ့အထိဖြစ်လာဖို့ကလေ့ကျင့်ရပါတယ်တင်ယူုံနဲ့တော့မပြီးပါဘူးမလေ့ကျင့်ရင်မကျွမ်းကျင်နိုင်ပါဘူးဒါကြောင့်လည်းမိတ်ဆွေတို့ကိုဥမာဝက်ချလေးတွေကိုပင်ဝက်ချလေးတွေရေးကြည့်ပါလို့ပြောတာဖြစ်ပါတယ်ကိုကိုယ်တိုင်ဥမာဝက်ချလေးတွေကိုအတွေးခေါ်လေးထည့်လိုက်တယ်ဆိုရင်အဲ့ဒီအတော်အောင်အဲ့ဒီဝက်ချကို ပို့ပြီးမှတ်မိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုရဲ့ comment ကဏ္ဍမှာလည်းဒီနေ့လေ့လာလိုက်တဲ့ conjunction တွေကိုသုံးပြီးတော့မိတ်ဆွေတို့ရသလောက်မိတ်ဆွေတို့ရဲ့အတွေးခေါ်လေးတွေနဲ့ပေါင်းဆက်ပြီးတော့ကိုယ်ပိုင်ဝဲကြလေးတွေရေးပေးသွားပါအောင်ကျွန်တော်အားလုံးကိုအလေးနဲ့ထားပြီးတော့ဖတ်ပါမယ်။နောက်ရက်ဒီမှာလည်းအခုလိုအကျိုးရှိတဲ့ English စကားပတ်သင်ခန်းစာလေးတွေကိုကျွန်တော်ရဲ့ Facebook page မှာ YouTube channel မှာ TikTok channel မှာပုံမှန်မျှဝေပေးနေတော့မှဖြစ်ပါတယ်။ဒါကြောင့် Facebook ကို like and follow မလုပ်ရသေးဘူးဆိုရင် like and follow လုပ်ထားပေးဖို့နဲ့ YouTube channel ကို subscribe လုပ်ရသေးဘူးဆိုရင် subscribe ထားပေးဖို့တောင်းဆိုပါတယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲ thank you for watching